ပါတီကလွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ချိန်ထဲမှာပဲပြီးသုံးလုံးပါတီကလွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ဦးကျော်စိဟဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့တင်ပြနေကြသေးရတယ်။ဒီဒီကိစ္စပေါ်မှာလည်းတချို့သောလူတွေကအထင်အမြင်တွေပြောကြတယ်။ဦးကျော်စိကဖမ်းဆီးထိန်းသိမ်းခံရတဲ့အနေနဲ့ပတ်သက်လို့ကျွန်မအနေနဲ့ပြောစရာစကားတစ်ခုမှရှိတယ်။သုံးကြောင်းပြောင်းနေရှင်။သုံးလင်ပြောင်းနေမရ။သုံးပါတီပြောင်းနေဦးကျော်စိရ။တခါတည်းကြလို့ရှိရင်လည်းအောင်ခက်ပိုင်လို့ပဲမသိယုံဟမသိယုံဟဆိုပြီးဆောက်ခွက်ကြီးပဲပြေးပြေးရိုက်ပေးခြင်းတယ်။ စိတ်ရှည်လည်းရှိအဲ့လိုရိုက်ပေးချင်တယ်။အကျန်းဖတ်စစ်တပ်ကမိုးကုံမြို့ကိုဒီနေ့မနက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေအကျန်းဖတ်စစ်တပ်ကမိုးကုံမြို့အနောက်ပိုင်းကိုဒီနေ့မနက်မှာဂျက်ဖိုက်တာနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်အခုပဲကြေချတာအပေါ်မှာဂျက်ဖိုက်တာပြန်နေတော့မဲလို့မိုးကုံမြို့အနောက်ပိုင်းဒေတာခန်က ပြောပါတယ်သတင်းဆက်သွယ်မေးမြန်းချိန်ကမြန်မာစံတော်ချိန်မနက်9:00နာရီတမိနစ်မှာပါ ဒေတာခန့်တွေရဲ့ပြောကြားချက်အရဒီနေ့မနက်ပိုင်းမှာအကျန်းဖက်စစ်တပ်ကလာရောက်ဂုံးကျဲတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ထားတယ်လို့သိရပါတယ် DNLA ကတင်ပြရရှိထားတဲ့နယ်မြေတွေကိုအကြမ်းဖက်စစ်အုပ်စုထံပြန်ပေးရမယ်ဆိုတဲ့တောင်းဆိုချက်ကို DNLA ကပြက်ပြက်တသားညှင်းဆိုပြီးချိန်မှာအကြမ်းဖက်စစ်တပ်ကအခုလိုစစ်ရဇဝတ်မှုတွေတောက်လျှောက်ကျူးလွန်နေတာပါ DNLA နဲ့ဆွေးနွေးမှုပြက်ပြက်ပြီးတဲ့မေ၂ရက်ညပိုင်းမှာကလေးကအကြမ်းဖက်စစ်တပ်ကမိုးကုံမြို့အနောက်ချမ်းကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်နေတာလို့ဒေသခံတွေကပြောပါတယ် အကျန်းဖက်စစ်တပ်က မနေ့ကည7:48မိနစ်မှာမိုးကုံမြို့အရှိပိုင်းနဲ့အနောက်ပိုင်းတွေကိုလေကြောင်းကနေဘုံတလုံးစီကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေက ပြောပါတယ်။အဆိုပါဘုံကျဲမှုအတွင် ထိခိုက်ပျက်စီးမှုနဲ့တေဆုံဒဏ်ရာရအခြေအနေတွေကိုဒေတာခန်တွေအနေနဲ့မသိရသေးတယ်လို့ DLA ဘက်ကလည်းတရားဝင်မထုတ်ပြန်သေးပါဘူး။ထင်းတဲ့အတိုင်းပဲ ဘကိုးရိုင်းအနောက်ချမ်းမဲလာမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေကိုစစ်တပ်ကစစ်တောင်းထိုးပြီးမီးရှို့နေပါတယ်လို့ပြည်အဖြစ်နဲ့ဇီးဆက်တွေလောင်နေဟောင်နေကြတယ်။အစတည်းကထက်ခါထက်ခါတတိပေးခဲ့တယ်။ခင်ဗျားတို့အနည်းဆက်ဆုံးဖြစ်စဉ်လာရှို့ကိုပဲကြည့်။လာရှို့မြို့ကိုတိုက်ခိုက်သိမ်းမိုက်ဖို့ဆိုပြီးတော့ကိုးကန့်နဲ့ PDF တွေလာတိုက်တော့ကလာရှို့မှာရှိတဲ့ဒေသခံအရသားပြည်သူလုံးဝအရသားတော့လူတစ်ထောင်ကျော်သေခဲ့တယ်။အဲ့ဒီတိုက်ပွဲမှာ ိုးကန်တွေကသူတို့နယ်မြေလိုချင်လို့တိုက်တယ်တက်မတော်သားတွေကနယ်မြေကာဝယ်ဖို့တိုက်တယ်ဒါကြောင့်မလို့ကိုးကန်နဲ့တက်မတော်သားတွေနှစ်ဖက်မှာအကြဆုံးရှိတာကိုမပြောလို့ပင်လေဈားတဲကနေမြေစာပင်အဖြစ်အသက်တွေကိုဇာရင်ခံပြီးတေသွားရတဲ့ PDF ကလည်း900နဲ့600ကျားမှရှိတယ်ဒါကြောင့်မလို့ဒီလိုရှေ့မှာဖြစ်စင်နေမိနစ်တာကာလအတွင်းမှာနမူနာတွေများစွာရှိတဲ့သင်္ကန်းလာယူပါကိုဒေတာကိုစမီမမွေးပါနဲ့လို့ထက်ခါထက်ခါသတိပေးခဲ့ပြီးမဲ့အခုတော့စစ်တပ်က မီးရွှိုနေပါလေစကြောင်းတွေထိုးနေပါလေကြားကြိုက်ခံနေရပါလေဆိုပေါ်နေကြတယ်ထက်ခါထက်ခါသတိပေးတာတော့မှခင်ဗျားတို့တွေပိတ်ပိတ်နေကြတယ်တခါတည်းကြလို့ရှိရင်လည်းအောင်ခတ်ပိုင်လို့ပဲမတယုံဟမတယုံဟဆိုပြီးစကွက်ကြီးပဲပြေးပြီးရိုက်ပေးချင်တယ်စိတ်ရှည်လက်ရှိအဲ့လိုရိုက်ပေးချင်တယ်ထောက်ပြီလားပြောရင်ဒေါသတွေပါရင်အမိုက်ပါလာမှာဆိုလို့လည်းတော့ပဲ တစ်ချက်ထဲမှာ NLD ပါတီကလွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ချိန်ထဲမှာပဲပြီးသုံးလုံးပါတီကလွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ဥကြုံစီဟာဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့သတင်းတွေကြားသိရတယ်။ဒီဒီကိစ္စပေါ်မှာလည်းတချို့သောလူတွေကအထင်အမြင်တွေပြောကြတယ်။ဥကြုံစီကဖမ်းဆီးထိန်းသိမ်းခံရတယ်ကလည်းပတ်သက်လို့ကျွန်မအနေနဲ့ပြောချင်စကားတစ်ခုမှရှိတယ်။သုံးချောင်းပြောင်းနဲ့ရှင်သုံးလင်ပြောင်းနဲ့မရသုံးပါတီပြောင်းနဲ့ဥကြော်စရာကဲဒီလောက်ဆိုရင်တော့မိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ဒါစဉ်းစားကြည့်တာပါခင်ဗျာ 是读书共济，不怕苦累。 ရှင်အားတကယ်တဆူပါဆိုရင်မမတဲ့ဒီခါတေးအောင်အားလုံးကြောင်းလေးနာနာတို့ချိုးချင်အောင်ချေလို့လေတော့တော့ထက်ခါကိုချင်တဲ့ကောင်လေးကိုရီလာရဲ့မဆဲလေးတို့ဒီချင်တဲ့လေတို့ရောမာတာရယ်မဲမာရဲ့ရောက်ချီလေးမြေလေးချီတယ်လို့ခိုင်းရယ်